အလုံးမိုင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့အရင်လူတွေလိုပဲ M1 သင်းကို A သင်းကိုဘာလို့နိုင်မလဲလို့စိတ်ဝင်စားနေကြတဲ့ရုပ်တံပြဖိုင်လေးကိုအလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေဒီပြဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေးချန်နယ်မှာ ပြန်လေကြိုဆိုလိုက်ပါတယ်ဗျာအိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖွင့်ပေးလိုက်တာဘသူကတော့ဖြင့် အင်းကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိန်းဘဏ္ဍာတန်အင်းကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်အိမ်မဲကားမဲဘယ်တော့မှမဝင်နဲ့အဲ့ဒါကြီးလဲသူများပတ်စံကိုနလဲပဲလဲနဲ့ယူတာကျွန်တော်တို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်ဘူးလားသိန်းဘဏ္ဍာတန်အိမ်ကိုဒီမှာငွေ1000နဲ့ငွေ3000နဲ့ဒီမှာပိုင်ရှင်လက်ထက်အောက်အပ်လိုက်ပါပြီလို့မြင်လားအမဲကို3000ကို2000လို့နဲ့ဒီလိုမျိုးတွေနော်ဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲ မလုံးနဲ့အခုရွှေစုဆောင်အောင်ဆိုပြီးတော့မပေါ်လာပြန်ပြီရက်ခွက်ထဲဒီမှာအဲ့တော့ကိုကတော့ကိုရဲ့ချွေးနှဲစာလေးတွေမစားရမတောက်ရက်ကလေးနဲ့ရွှေစုဆောင်အောင်ဆိုပြီးတော့မှ9000တန်းပေးလိုက်10သိန်းပေးလိုက်2သိန်းပေးလိုက်3သိန်းပေးလိုက်ငါကတော့ရွှေတစ်ချက်သားရပြီငါကတော့ရွှေနှစ်ချက်သားရပြီအမေယူသေးဘူးငါချက်သားပြေးမှယူမယ်ငါချက်သားလည်းပြေအောင်ငါရွှေလည်းပေးဆိုတော့ပြေရောမပေးနိုင်ဘာလို့မလဲတွေဖြစ်ရောဖြစ်မယ်ဖြစ်မယ်နော်ဒေါ်အဲလမွန်တင်းလားဟလားနာမည်ကဟုတ်မယ်ထင်တယ်မင်္ဂလာပါအမရေအမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူး စီးပွားရေးပတ်သက်မှုလည်းမရှိဘူး။ဒီနေ့အဖြစ်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မှုမရှိဘူးပေါ့နော်အမနော်။လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမ။အဲ့တော့အမအနေနဲ့ကအာပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကို အမသိမှာပါ။နော်အမကိုအမသိမှာပါ အမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ညင်းမှာပေါ့ဒါပေမဲ့ အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတစ်ယောက်ရဲ့ပေါ့နော်လုပ်ငန်းခွင်ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်တော့တတ်မပြောတာဘယ်သူ့ကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာ เนาะအမပထမတစ်ချိန်တော့ပထမတစ်ချိန်အမအဲကျမကိုအမပြောတာဆို၃ချိန်ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့၃ချိန်ရှိအမပြောသွားတာပထမတစ်ချိန်တော့ကျမတားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတုံးကလည်းအမဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ချိန်မှာလည်းเนาะအမကိုအမကတော့ရက်ွက်တရအစ်စ်မဟုတ်ဘူးနော်အဲကျမတို့လိုရက်ွက်တရားအစ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန့်တင်ပြီးပြောသွားတယ် အဲအခုတတိယတစ်ချိန်မှာလဲပေါ့နော်အဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ်ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထဲ့တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးအမအမကအဲပေါ့နော်လူတစ်ဖက်သားဟုတ်ပေါ့နော်ကိုနဲ့လုပ်ငန်းနဲ့မတူကျမအကြောင်းလည်းအမအကုန်သိတာမဟုတ်ဘူးနဲ့အမလက်လွတ်စပယ်တွေမပြောပါနဲ့ လက်လွတ်စပယ်ကြီးမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလဲနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်ကြီးပြောခြင်းအားဖြင့်အမပါရီအကျိုးထူးသွားလဲနော်အဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမ online ကနေတရားဝင်အတိပေးတာပါရှင့်အမ online မှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင် online ကနေအတိပေးတာဖြစ်ပါတယ် ကျွန်မနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကိုမစူပေါ့နော်အမကျွန်မနာမည်ကျွန်မနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုထည့်နေပြောပါနဲ့အမအမကိုအတိပေးတာနော်တတိပေးတာမဟုတ်ဘူးပြောပြတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စေစမ်းစားနိုင်မှာပါကျွန်မတို့တက်စကားကိုစစ်စစ်တက်ပါလေအမ